သိမ့်ကြစေတဘာဝဝဖိတ်ဆွေပေါင်းတို့ခင်ဗျာအပတ်စဉ်တိုင်းတင်ဆက်ပေးနေကြထိမ့်သိမ့်ကြစေတဘာဝဝဆိုတဲ့ကဏ္ဍလေးရောက်ရှိလို့လာခဲ့ပြန်ပါပြီဒီတစ်ပတ်မှာတော့တဘာဝပေါင်းဝင်ခြင်းကိုလေ့လာတော့မယ်ထိမ့်သိမ့်တော့မယ်ဆိုရင်အရင်ဦးဆုံးသိထားတဲ့တဘာဝပေါင်းဝင်ခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာဘဝတုရလေးများကိုကျွန်တော်အနေနဲ့ အင်ပြပေးမှာပဲဖြစ်ပါတယ်။ဖိတ်စေပေါင်းတော့ခင်ဗျာ။ကျွန်တော်တို့ပန်းမီနေကိုချစ်မြတ်နိုးတဲ့သူတွေဟာပန်းမီနေကိုလေ့လာကြသလိုပဲတိရစ္ဆာန်လေးတွေကိုချစ်မြတ်နိုးတဲ့သူတွေဟာလည်းတိရစ္ဆာန်လေးတွေရဲ့အကြောင်းအရာတွေကိုလေ့လာတတ်ကြပါတယ်။ထို့အတူပါပဲသဘောပတ်ဝန်းကျင်ကိုချစ်မြတ်နိုးတဲ့သူတွေဟာလည်းသဘောပတ်ဝန်းကျင်အကြောင်းတွေကိုလေ့လာကြရတာသဘောပါပဲဖြစ်ပါတယ်။လေ့လာလဲ ်အေးလာသင့်ပါတယ်။တချို့လဲအေးလာနေကြစေဖြစ်ပါတယ်။ဒါမှလည်းကျွန်တော်တို့ဟာကာဝယ်နိုင်မယ်၊ချိန်သိမ်းနိုင်မယ်။တခြားကိုယ်နဲ့နီးစပ်တဲ့သူတွေကို ဝင်ကပေးနိုင်မှာပဲဖြစ်ပါတယ်။မိတ်ဆွေများခင်ဗျာ။တဝါပောင်းညင်ဆိုတဲ့ကျွန်တော်တို့ရဲ့အနီးအနားမှာရှိတဲ့ပါဝင်ညင်မှာရှိတဲ့အရာတော်တော်များများဟာကျွန်တော်တို့ငယ်ငယ်စာသင်ကျောင်းတွေမှာသင်ကြားရတဲ့ပထဝီဘာသာရပ်နဲ့များစွာဆက်ဆက်လျက်ရှိပါတယ်။ပထဝီ တခုတည်းဆိုလာတော့လည်းမဟုတ်ပါဘူးလက်တွေ့ကြလာတဲ့သိပ္ပံပညာရက်တွေနဲ့လည်းပါဝင်ပေါင်းဆက်နေတာဖြစ်ပါတယ်။နောက်လူမှုရေးအတိုင်းအဝဲမှာရှိတဲ့ဥပဒေတွေစီးမင်းနေလူတွေရဲ့စိတ်နေသဘောထားတွေနဲ့လည်းများစွာပါဝင်ပတ်သက်ပါတယ်။သဘောပါဝင်ခြင်းဟာတကယ်ကိုကျယ်ပြန့်လာတဲ့ဘာသာပြည်လာတစ်ခုပဲဖြစ်ပါတယ်။ဒါပဲလေပုံမှန်အတိုင်းဆိုရင်တော့လူတော်တော်များများသိကြတဲ့ပထဝီပညာရက်ကိုသိရှိရုံနဲ့ပဲ လုံလောက်တယ်လို့ဆိုရမှာပဲဖြစ်ပါတယ်မိစေပြခင်ဗျာကျွန်တော်သဘောတရားနဲ့ပတ်သက်တဲ့ယာစီရုဖြစ်စဉ်တွေကိုပြောတော့မယ်ဆိုရင်ကမ္ဘာလေရုရဲ့အကြောင်းကိုအရင်ပြောရမှာပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီသဘောတရားဖြစ်စဉ်တွေဟာကျွန်တော်တို့ကမ္ဘာလေရုအတွင်းမှာပဲဖြစ်ပြနေလို့ပဲဖြစ်ပါတယ်မိစေပြခင်ဗျာကမ္ဘာလေရုဟာအလွာတွေများစွာရှိပါတယ်မိတ်ဆွေတို့လည်းငငယ်တော့စာစင်ကျောင်းမှာ တင်ငယ်ပူပီးဖြစ်ပါလိမ့်မယ်။ဘုသူရရရှိနိုင်မှုရအတွက်ပြန်လည်ပြောပြရမယ်ဆိုရင် troposphere လော cetrosphere လော mesosphere လော thermosphere လော exosphere လောစတဲ့လေဒုအလွှာတွေပဲဖြစ်ပါတယ်။ဒီလေဒုအလွှာတွေကတော့ကျွန်တော်တို့ကဘာမြေကို ထိဆက်ပြီးလွှဲချုပ်ထားတဲ့လေဒုအလွှာတွေပဲဖြစ်ပါတယ်။ဒီထဲမှာကျွန်တော်တို့ ਨੇ အဓိကဓာတ်ရိုက်ထိဆက်နေတာကတော့ အနီးကပ်ဆုံးအလွှာဖြစ်တဲ့ troposphere လွှာပဲဖြစ်ပါတယ်။ troposphere လွှာမှာရေကုန်းရေမှွေရားစွာပါဝင်ပါတယ်။ဒါကြောင့်လဲရာသီဥတုဖြစ်စဉ်တွေဟာဒီလွှာမှာဖြစ်တာများပါတယ်။ဘိုးရွာတာတို့စီးနင်းနေကြတာတို့ရေခဲတွေဖြစ်ပေါ်တာတို့လေတိုက်ခတ်မှုတွေတို့မုန်တိုင်းတွေဖြစ်တာစတဲ့အရာတွေဟာဒီလေတုအလွှာအတွင်းမှာပဲဖြစ်တာများပါတယ်။ကျွန်တော်လူသားတွေပြောပြောနေတဲ့အိုဆုံးလွှာဆိုတာကတော့ ဒီလောမှာမရှိပါဘူး။ကဘာမြင်တဲ့ဒုတိယအနီးကပ်ဆုံးအလောမှာဖြစ်တဲ့ Cetratrospia လောမှာပဲရှိပါတယ်။ပုံမှန်ဆိုရင်တော့အိုဆုံးလောဟာကီလိုမီတာ10ကနေကီလိုမီတာ20အတွင်းမှာတွေ့ရရှိပါတယ်။ဒါကတော့ဘုသူရအနေနဲ့ကျွန်တော်တင်ပြပေးတာပဲဖြစ်ပါတယ်။မိတ်ဆွေပေါင်းတို့ခင်ဗျာအများသောအဖြစ်မိုးလေဝသနဲ့ရာသီဥတုကိုလေ့လာတယ်ဆိုတာကတော့ဒေရုရဲ့ပထမဦးဆုံးထိစပ်တဲ့အလွာဖြစ်တဲ့ ချိုဖိုစပီးယားအလွာမှာရှိတဲ့အပူချိန်တွေလေတိုက်နှုံးတွေလေတိုက်ခတ်တဲ့လမ်းကြောင်းတွေတိမ်ဖြစ်ထွန်းမှုပုံစံအမျိုးမျိုးတွေဘိုးရသွန်းမှုအခြေအနေတွေစိုးထိုင်းစစတဲ့အချက်တွေကိုလေ့လာရတာပဲဖြစ်ပါတယ်ဒီအချက်တွေကိုကဘာပေါ်မှာရှိကြတဲ့မြေပြင်လာသွင်းပြီးအခြေအနေတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါမှာဒီဒေတာတစ်ခုရဲ့ရာသီဥတုနဲ့ဘိုးလေဝါတာဖြစ်စဉ်ရရှိတာပဲဖြစ်ပါတယ် ဒါပေမဲ့ကျွန်တော်တို့သာမန်အရသားတွေအတွက်ကတော့နေပူရင်နေပူတယ်မိုးရွာတယ်လေးတိုက်တယ်မိုးမရွာဘူးမုန်တိုင်းရှိတယ်စသည်ဖြင့်ဒီလိုအသုံးလုံးတွေသုံးတတ်ကြပေမဲ့လေလေလာသူတွေအတွက်ကတော့လေရုရဲ့အပူချင်းစိုးထိုင်းစားနဲ့မိုးရွာသွန်းမှုအချင်းချင်းလေရုရဲ့ဖီအားတိုက်ခတ်မှုပုံစံစတဲ့အချက်တွေကိုပုံမူပြီးလေ့လာရတာပဲဖြစ်ပါတယ်မိတ်ဆွေများခင်ဗျာ ဒေသတစ်ခုရဲ့ရာသီဥတုဖြစ်စဉ်ကိုအဓိကအကျိုးသက်ရောက်စေတဲ့အခြေအနေတွေလည်းရှိပါသေးတယ်။ဒါတွေကတော့မြေပြင်အနေထားတွေဆိုလိုချင်တာကတော့လက်တီကျူတီနီယာကိုဆိုလိုချင်တာပဲဖြစ်ပါတယ်။နောက်မြေပြင်အနေထားဒါကတော့တောင်တန်းနေလားတောင်ကုန်းနေလားမြေပြင်တွင်မြေလားစတဲ့အချက်တွေပဲဖြစ်ပါတယ်။နောက်ဒေသတွေမှာရှိတဲ့လေပြားတွေလေတိုက်ခတ်ရလမ်းကြောင်းတွေမုတ်တုံလေးဝင်ရောက်မှုအခြေအနေစုပ်ခွာမှုအခြေအနေ ီးကြပဝန်းကြီးအနီးနားမှာရှိတဲ့သမုတ်တရားရဲ့ရေစီကြောင်အခြေအနေတွေမုံတိုင်းတိုက်ခတ်မှုအခြေအနေတွေစရဲစရဲအချက်တွေပဲဖြစ်ပါတယ်ဒီအချက်တွေပေါ်မှာမူတည်ပြီးသဘောပဝန်းကြီးနဲ့ရာသီဥတုဖြစ်စဉ်တွေဟာဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်ဒါတွေအပြင်ကျွန်တော်တို့လူသားတွေပြုပြင်ပြောင်းလဲထားတဲ့ရာသီဥတုနဲ့မြင့်မြတ်အသွင်ပြီးအခြေအနေတွေလည်းပါရှိနေပါသေးတယ်ဒီလိုဒီလိုအချက်တွေအားလုံးကိုလေ့လာပြီးသိရှိမှသာလျှင် သဘောဝတရားကိုကျွန်တော်တို့ပုံမူသိရှိကပုံမူထိမ့်သိမ့်နိုင်ပါပဲဖြစ်ပါတယ်။မိတ်ဆွေပေါင်းတို့ခင်ဗျာသဘောဝတရားကိုပုံမူသိရှိခြင်းဖြင့်ပုံမူချစ်ခင်နိုင်ကြသလိုပုံမူချစ်ခင်ခြင်းဖြင့်လည်းပုံမူထိမ့်သိမ့်သောပုံကူများဖြစ်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ဆန္ဒပြုဆုတောင်းပေးပါရစေ။ကျွန်တော်ဇော်နိုင်ဦးပါ။